ိုင်းတကွန်ရဲ့အမိကတော့လေဒါသူသားပိုင်းတကွန်ရဲ့အကြောင်းကိုအွန်လိုင်းပေါ်မှာတက်ပြီးတော့အဆက်ခွဲမှာသူ့ရဲ့အကြောင်းတွေအကုန်လုံးပေါ်ပေါက်သွားခဲ့ပြီပဲဖြစ်ပါတယ်အခုပိုင်းတကွန်ရဲ့ဒါမင်းမရဲ့အတော်ရင်းပေါ့လေအတော်ရင်းကိုယ်တိုင်ကဖြည့်ရှင်းလာပြီဒါပိုင်းတကွန်နဲ့ဒါ ူ့ရဲ့ဒူမလေးလက်မထက်ခင်အချိန်ကတည်းကပိုင်းတော်နဲ့သူ့အမေပေါ့လေအစင်မပြေတဲ့အချိန်ကြရင်ငါဒူမလေးကမြမှာအလုပ်တွေဖြတ်ပြီးတော့ဟလာဒါသူ့ရဲ့ရောက်ကမတော်မဲ့သူကိုသွားချောရတာတို့လှုပ်ရတာတို့အများကြီးပဲလှုပ်ဆောင်ခဲ့တယ်တဲ့အဲ့လိုတစ်ထိနော်ဒါသူ့ရဲ့ဒူမလေးနဲ့တွေ့တိုင်းမှာလေပိုင်းတော်ရဲ့မိဘတွေနဲ့တိတ်အောင်ပေါင်းဖို့ရောက်ကမနဲ့တိတ်အောင်ပေါင်းဖို့အမျိုးမျိုးမှာကြားခဲ့တယ်ပေါ့နော်အဲ့လိုတစ်ထိသူ့ရဲ့ဒူမလေးကိုဆုံးမခဲ့တယ်ဒူမလေးကလေအကောင်းဆုံးကြိုးစားခဲ့ပေမဲ့ပိုင်းတော်ရဲ့ဒါမိသားစုပေါ့လေ truth တော့ ဟိုမိသားစုဆိုတဲ့နေရာမှာပထွေးနဲ့ဒါပထွေးနဲ့ရထားတဲ့သားသမီးတွေရဲ့အခုလိုမျိုးပိုင်းတော်ရထားသမီးဟုတ်သူတို့ပဲလူချင်းတဲ့ကိစ္စတွေကအရောက်အမကြီးမားလာတာဖြစ်တဲ့အတွက်ဒါဒီကိစ္စတွေဖြစ်ပေါ်ခဲ့ကြအောင်ဒါလင်းမြဖို့ရဲ့အတော်ကတဲပဲဖြစ်ရှင်းခဲ့တယ်ပေါ့နော်ဆိုတော့အခုချိန်မှာပိုင်းတော်ကတော့တော်တော်လေးကိုပောက်ကွင်းနေပြီဒါမဲ့အမီဖြစ်တဲ့အတွက်နော်မစော်ကားခြင်းဘူးဒါအမီဟာမီပဲနော်မကောင်းတဲ့အမီပဲပေါ့နော်အဲအလိုမျိုးတိခံခဲ့တဲ့သူဖြစ်တယ်ဆိုတော့တော်တော်လေးလေးလေးစားဖို့ကောင်းပါလေအခုချိန်မှာကိစ္စတွေက ကဘာကြောင့်ဖြစ်ရလဲဆိုတော့เนาะဘိုင်နဂွန်ဟာเนาะဘိုင်နဂွန်ဟာသူ့မိနေဖြေကိုเนาะပထွေးကိုတာဝန်ချေခဲ့ပြီဒါပေမဲ့ခုချိန်မှာဒါဘိုင်နဂွန်ရဲ့အမိကဘိုင်နဂွန်ရဲ့ညီပထွေးနဲ့ရထားတဲ့ညီအဲပြီးကြကြမောင်နှမတွေအများကြီးတယ်ပထွေးနဲ့ရထားတဲ့မောင်နှမတွေသူတို့တွေကကိုစီအိမ်ထောင်ကြကြပြီเนาะဆိုတော့သူတို့တွေကို ဒါ by the way အမေကလှုပ်ကြီးနေရတယ်အဲဆိုတော့ပတ်စံကတလောက်သိန်း50 60အသုံးစိအကုန်နဲ့ဆရကကြောင့် by the way တောင်းနေအဲ့ဒါကိုသူမိမသီးတော့သားတယ်ဆိုတော့သူမိမကသားရကောင်းသားဆိုပြီးတော့ချွေးမနဲ့ရောက်မှပြဿနာတက်တယ်အဲ့ဒါကိုဒါ by the way ကသူမိမပြန်မှာပါတယ်အခုလည်းမြေပြဿနာတွေဖြစ်ကုန်တာဖြစ်ပါတယ်ဒါကြောင့်မလို့မိမရသွားတာနဲ့ပြောင်းလဲသွားပြီးတော့ဘာလို့သူမိရရှောက်ပြောင်းနေတာအဖန်တကယ်မှာတော့မထွေးနေဒါသူရဲ့ယောက်ျားအတင်းနဲ့ရထားတဲ့ကလေးတွေရဲ့နော်ဒါသမင်းငတ်မှာဆိုလို့ by